ရှမ်းပြည်နယ်ကနမ်ဆန်မြို့မှာရေပေါ်ဆေးရုံတက်နေရပြီးစိုးရင်ရတဲ့ကျန်းမာရေးခြေနေဖြစ်နေတဲ့တထံမဟုတ်ဘူး။အားလုံးပဲမင်္ဂလာပါ။ဒေဆယ်လီမေဒီနီယိုဘေးကနေပြန်လည်ကားကြိုဆိုလိုက်ပါရစေ။ဒီဒီကျေအောင်မြင်တဲ့မင်းသမီးကြီးတထံမဟုတ်ကအမှုပညာမှာတော့အကျိုးပေးပေမဲ့ကျန်းမာရေးကတော့မကောင်းရှာပါဘူး။တထံမဟုတ်ကငွေကြေးချမ်းသာကျဲဝပေမဲ့လည်းမပြောင်းရှင်ရဘဲနဲ့ယောဂရီဟာတစ်ခုပြီးတစ်ခုဖြစ်လာခဲ့ပါရစေ။ဒါကလည်းတထံမဟုတ်ကရှမ်းပြည်နယ်နမ်ဆန်ဆေးရုံမှာကြောက်ကြရုံနာကြောင့်ဆေးရုံတက်ပြီးတော့ကုသနေရပါရစေ။ စေယုံတန်တရားတဲ့ဓပုံတွေကိုတင်ပေးလာခဲ့ပြီးလက်ရှိမှာတော့ဆရာဝန်တွေကကုပေးနေပါတယ်။ တထမိုးကလွန်ခဲ့တဲ့နှစ်ကစတင်ပြီးတော့ပြန်လည်နေကောင်းလာလို့သူပရိသတ်တရားဝန်တာခဲ့ကြတာပါဒါပေမဲ့အရှင်းပြောက်ကင်းသွားတာမဟုတ်ဘဲနဲ့ခြားသောယောဂါတွေကလည်းထတ်တိုးလာခဲ့ပါရင်တထမိုးဟာကြောက်ကြက်ရောင်ပြီးတော့ကြောက်ရှိနေတာကြောင့်ခါးနေပိုက်တွေနာကျင်တဲ့ဝေဒနာကို ခံစားနေရကြောင်းမျှဝေလာခဲ့ပါရင်တထမိုးရဲ့ဇမားကြီးကတခုပြီးတခုဖြစ်ပေါ်နေပြီးယောဂခံစားတဲ့အချိန်မှလည်းတယောက်တည်းပဲဖြတ်တန်းနေထိုင်ရပါသည်။အနီးနားမှာစောက်ရှောက်ပေးမဲ့မိသားစုဝင်တွေလည်းမရှိပဲ၊ကုညီပေးမဲ့သူအနေချင်းလောက်သာရှိပါသည်။ ယောဂခံစားရတဲ့အချိန်မှာမိသားစုရဲ့နှွေးထွေးမှုကလည်းရေးပါပေမဲ့တစ်ချက်မဟုတ်ကတော့ထိကျန်စွာနေထိုင်နေရပါတယ်။ကြောက်ကြရောင်တဲ့ဝေဒနာကတော့ခံစားရခက်ပြီးရက်တော်ကြတဲ့အထိဒီဝေဒနာကိုကြုံတွေ့ရတယ်လို့ဆိုပါတယ်။ကြောက်ကြရောင်ပြီးတော့ကြောက်တဲ့ယောဂတွေကအဖြစ်များလာကြအောင်တစ်ချက်မဟုတ်ကဒီယောဂဖြစ်မှုတွေက စာနာပေးနိုင်ကြပါတယ်။ရှောင်ပြည်သမယငွေတွေကစေကူရလို့ကုန်နေပြီးစိတ်တည်းကြနေပြီးရောတရားပါဝနာနဲ့ပဲဖြစ်တဲ့နေရပါတယ်။ ကြညာပြမတတမောကတခိတခါမှာတော့သူ့တွေ့အချိန်တိုင်းစက္ကန့်တိုင်းကငွေဖြစ်ခဲ့ပြီးငွေတွေက ထားစီရာမရှိအောင်ကျဲဝချမ်းသာခဲ့ပါရီကယ်ရမီဆိုလဲရထားသလိုရုပ်ရှင်ဇာတ်ကားတွေကိုလည်းဇက်တိုက်ရိုက်ကူခဲ့ရသူပါငွေစင်မှာတော့ယောဂါတွေကမတိတာပဲမဲ့လေအသက်ကြီးတဲ့အချိန်မှာတော့ယောဂါတွေကတပြိုင်နက်တည်းဝရောက်လာပါတော့ရီငွေစင်လေးကနှလုံးယောဂါခံစားနေရပဲအသက်ရွယ်ရလာတဲ့အချိန်မှာယောဂါတွေကလက္ခဏာပြလာပါရီ live stream တွေကိုညနေတက်ထိရောက်လာကြအောင်ယောဂါတွေကဆုလာခဲ့ပြီးစေယုံတွေခဏခဏတက်ခဲ့ရပါတယ်။အသိနဲ့စာရင်ယောဂါတပြိုင်တည်းခံစားရတဲ့ပြင်အခုဆိုရင်တော့ကြောက်ကဲ့ယောဂါကိုပါခံစားနေရပါတယ်။ live stream ရောင်းတော့မှာငလင်လောက်တာကြောင့်ဒဏ်ရာရပဲထိုင်းထီသွားရောက်ကုသခဲ့ပါသေးတယ်။ထက်တမောကဖြစ်လာတဲ့ယောဂါတွေကိုနိုင်ငံသားတီတွားရောက်ကုသခဲ့ရပြီးငွေကုန်ကြရအရင်များခဲ့ပါရီရှာရသမျှငွေတွေကကျမ်းမာရေးကြောင့်ကုန်သွားခဲ့တာကြောင့်ကျမ်းမာရေးကပုံပြီးတော့ရေးကြည့်ရဆိုတာစင်ကြယ်မိသွားခဲ့ပါရီ ငွေကြေးချမ်းသာပေးမယ်လေ။ကျမရေမကောင်းရင်တော့ဘဝကပျော်စရာမကောင်းတော့တလို့ရှာဖွေသမ ्या ကလည်းစေးဖို့နဲ့ပဲကုံသွားတတ်တာကြောင့်ထထမဟုတ်ကပရိသတ်တွေကိုကျမရေဂီယူဆိုင်ဖို့တောင်းမှတိုက်တွန်းနေပါသေးတယ်။ထထမဟုတ်ကအသက်90ကျော်သွားပြီဖြစ်ပြီးအခုသက်ရွယ်မှာယောဂဝိညာဉ်တွေတစ်ခုပြီးတစ်ခုဖြစ်နေပါရည်။တော်ဦးရတော်သမီးလေးရှိပေးမယ်လေ။ထထမဟုတ်ကဘသူ့ကိုမှအာမကိုပဲတယောက်တည်းပဲယောဂဝိညာဉ်တွေကိုစိတ်မိတ်ပြီးတော့ခံစားနေရပါရည်။နမေကြီးမင်းသမီးဖြစ်ပေမဲ့လည်းအသက်ကြီးလာတဲ့အချိန်မှာတော့ယောဂါတွေမဖြစ်အောင်လဲရှောင်လွှဲလို့မရပြန်ပါဘူး။ ဒါကြောင့်သူ့ရဲ့ပြိဋ္ဌတ်တွေကတော့တတမောဟုကိုအမြန်ဆုံးနေကောင်းလာစေခြင်းပြီးတော့အရင်လိုလိုက်စေပြေမှဖြစ်ပြန်လည်မြင်တွေ့ခြင်းနေကြပါပြီ။ငွေကြီးတွေထားစရာမရှိအောင်ချမ်းသာပေးမယ်လဲ။ကျမ်းမာရေးအကြောင်းမလို့ငွေကုန်များနေတဲ့တတမောဟုတွေအပိစကားလေးတွေရေးသားပေးခဲ့ပါအောင်ရှင်။